ဆရာပမောသိမ့်ဖေးရေးထားတဲ့မျှဝေလိုသောအတွေ့များဆိုတဲ့စာအုပ်ထဲကမတူညီသောခံယူချက်များဆိုတဲ့အကြောင်းကိုဒီဗီဒီယိုအနေနဲ့မျှဝေပေးချင်ပါတယ်။ပမာစကပုံမှာပါရှိလဲဆိုတော့အမိယုတ်နှုတ်ချမ်းအဖယုတ်လက်ချမ်းဆိုတဲ့စကပုံကိုကြားဖို့ကြားမှာပါ။ဒိတ်ပေကမိပရဲ့မကောင်းတဲ့အမိုးချင်းဟာသားသမီးကိုကူးဆက်တတ်တယ်ဆိုတဲ့ဟာကိုဆိုလိုတာပါ။ဒါမဲ့ဒီအယူဆဟာအမြင်နဲ့မှန်နေလားဆိုတာကိုအခုပြောပြမယ့်ပုံပြန်နဲ့စဉ်းစားဆင်ခြင်ကြရအောင်။ရွာတရွာမှာရှိတဲ့မိသားစုတစုအကြောင်းဖြစ်ပါတယ်။ အဲ့မိသားစုထဲမှာတာလီနှစ်ယောက်ရှိတယ်။သူတို့အဖေကအမြဲတမ်းအရက်တောက်တယ်ပြီးတော့အရက်မိုးလာပြီဆိုလို့ရှိရင်သူ့မိမောက်လည်းရိုက်တယ်ခလေးတွေကိုလည်းရိုက်နေတယ်။အဲ့လိုလုပ်တဲ့အခါမှာတာလီနှစ်ယောက်ပေါ့နော်အရန်ခံစားခဲ့ရတယ်မိသားစုမှာလည်းဘယ်တော့မှပျော်ရွှင်နေဆိုတာမရှိဘူး။သူတို့အဖေအရက်တောက်တယ်မိုးတယ်ဆိုလို့ရှိရင်သူတို့အိမ်ထောင်ရပြဿနာတက်ပြီးပဲလူကြီးဖြစ်လာတဲ့အခါကျတော့အဲ့မိသားစုတွေကညီငယ်ကိုနှစ်ယောက်က မိမယူကြရပါတော့သူ့ကိုဖြစ်သူကမူရီစေးဆွေးနေတဲ့သူပါသူ့မိမောက်လည်းအမြဲတမ်းလိုလိုရိုက်နေတယ်ဒါပေမဲ့သူ့ငေလေးကြတော့အဲ့လိုမဟုတ်ဘူးအောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်လာပြီးတော့ပြိုရွှင်တဲ့မိသားစုဘဝကိုထူထောင်နိုင်ခဲ့တယ်ပေါ့သူတို့ကြည်ပြင်းခဲ့တဲ့နေရာပတ်ဝန်းကျင်တူနေပေမဲ့အပါကြောင့်မူးနဲ့မြင်လို့ကွာခြားတဲ့ဘဝမျိုးပိုင်ဆိုင်နေကြတယ်လေဆိုတာကိုစုံစမ်းကြတဲ့အခါမှာမြင်တွေ့ရတယ်လေဆိုလို့ရှိရင်သူ့အကိုဖြစ်သွားပါပြန်ပြောလဲဆိုတော့ ငါငယ်ငယ်ကလေးကအဖေအမြင့်တဲ့အရက်တောက်ပြီးတော့မိုးတယ်မိုးတဲ့ခါတိုင်းလဲကျွန်တော်တို့ရိုက်တယ်အမေကိုလည်းအမြင့်တိုင်းရိုက်ထက်တယ်ငါအဖေနဲ့ဒူလို့ပဲအလူဖြစ်လာတာပေါ့ဆိုပြီးတော့ပြန်ပြောတယ်ဒါမဲ့သူ့ငယ်လေးကျမေးတဲ့ခါကျသူ့ငယ်လေးကကျွန်တော်တို့ငယ်ငယ်ကလေးကငါတို့အဖေဟာအရက်တောက်ပြီးတော့မိုးလာပြီဆိုလို့ရှိရင်အမေကိုလည်းရိုက်ထက်တယ်ဒါတွေကိုလည်းအဲ့လိုမျိုးရိုက်ထက်တယ်လို့အဖေလူမျိုးလုံးဝ ငါမိသားစုဘယ်လိုမှအဲ့လိုမျိုးမဖြစ်စေရဘူးဆိုတော့ခံယူချက်ငါမှရှိတယ်ဆိုပြီးတော့ပြောတယ်။အဲကြောင့်သူကိုယ်တိုင်စူးစမ်းပြီးတော့သူ့အဖေနဲ့မတူရလေအောင်သူကိုယ်တိုင်စူးစမ်းပြီးတော့မအောင်မြင်တဲ့စစ်ပွဲရေးတမဖြစ်လာတယ်။သူမှပျော်ရွှင်တဲ့မိသားစုဘဝထူထောင်နိုင်ခဲ့တယ်။သူတို့ကြီးပြင်းလာတဲ့နေရာပဝန်ကျင်ကအတူတူပဲ။ဒါမဲ့သူတို့ဘာကြောင့်ကွာခြားသွားရလဲဆိုလို့ရှိရင် မတူညီတဲ့ခံယူချက်ကြောင့်အဲ့လိုကွာခြားသွားတာဖြစ်ပါတယ်။လူရဲလို့ဖြစ်လာရင် တနေ့မဟုတ်တနေ့အဆူတော့ကြုံတွေ့ကြရမှာပဲဒါမဲ့အရှုံးသမားစိတ်သက်ရှိတဲ့သူကဟာငါအဲ့လိုဖြစ်လို့အဲ့လိုပါဆိုပြီးတော့ reason ကြောင်းများစွာအကြောင်းပြချက်များစွာပြောကြလိမ့်မယ်ဒါမဲ့အောင်မြင်ခြင်းနဲ့သူတယောက်ဖြစ်တယ်ဆိုတော့အဲ့ဒီ reason လေးသူအတွက်ဘာမှမဟုတ်ဘူးတချို့သူတွေကမကောင်းတဲ့ဘဝအခြေအနေမျိုးကိုအကြောင်းပြပြီးတော့သူတို့ဘဝကိုလက်မြောက်အရှုံးပေးတယ် ဟာငါမိသားစုကဒီလိုဖြစ်တာလေငါကိုယ်တိုင်လည်းအဲ့လိုဖြစ်မှာပေါ့အဲ့လိုမျိုးအမြောက်အရှုံးပေးတဲ့လူတွေလည်းရှိတယ်လို့တချို့သူတွေကကြာဟာငါဒီဘဝနဲ့လုံးဝမကျေနပ်ဘူးကွာငါယုံထွက်မယ်ဒီဘဝနဲ့ငါကိုယ်တိုင်ယုံထွက်မယ်ဆိုပြီးတော့ကိုယ်တိုင်ယုံထွက်တဲ့သူတွေလည်းရှိတယ်လူတိုင်းမှာကိုယ့်ဘဝကကိုယ်ပဲပိုင်တာမိသားစုအခြေအနေဘလောက်ပဲဆိုးရွားနေပါစေအခုပြောပြရတဲ့အရာဟာတကယ်ဟုတ်လားမဟုတ်လားဆိုတာတော့မသိဘူးဒါပေမဲ့သင်ခန်းစာယူစီရတော့ရှိတယ် ိုကြီးပြင်းခဲ့တဲ့နေရာပတ်ဝန်းကျင်တူရင်တောင်မှခံယူချက်ချင်းမတူဘူးဆိုလို့ရှိရင်လုံးဝကွာခြားသွားပါတယ်ခံယူချက်ကအဓိကဖြစ်ပါတယ်ကိုအဖေမကောင်းလို့ငါလည်းမကောင်းဆိုတာကိုရွေးချယ်မလားကိုအဖေမကောင်းနေရင်လည်းကိုကိုတိုင်းတော့ကောင်းအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မွေးမလားဆိုတာကြတော့တင်းရဲ့ရွေးချယ်မှုဖြစ်ပါတယ်